CEO ကလေးစိတ်ကိုတတ်တော်ဆောင်တန်းကြီးနဲ့ရောက်လာတယ်။သူတခါမှမဆုံးဘူးသေးတဲ့မင်္ဂလာဆောင်ပြီးပြီးချင်းယူလိုက်ရတဲ့ဇနီးကိုကြိုးပို့ရောက်လာတာပါ။အဲ့ဒီအချိန်မှာမလန့်မကန့်ကအမျိုးသမီးတစ်ယောက်လက်ပြလိုက်တာကို CEO ကမြင်တော့သူ့ဇနီးပဲလို့ထင်လိုက်တယ်။သူချက်ချင်းပဲတတ်တော်ဆောင်တွေကိုကြိုးဆိုတဲ့ဆိုင်းဘုတ်ကိုပိုင်ထားဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာအဲ့ဒီအမျိုးသမီးဟာတခြားအမျိုးသားတစ်ယောက်စီကိုတန်းတန်းမတ်မတ်ရှောက်သွားတာကိုတွေ့လိုက်ရတယ်။လူမသွားမှန်းသဘောပေါက်သွား ား RC CEO ကသူ့ရဲ့တကယ်ဇနီးစီကိုအမြန်ဆုံးဖုန်းခေါ်လိုက်တယ်။ဒါပေမဲ့ဇနီးဖြစ်သူကသူ့ကိုလိမ်လည်သူတယောက်လို့ထင်နေတဲ့အမျိုးသားကသူကသူ့မရဲ့ခင်မှုဖြစ်ကြောင်းပြောပြပေမဲ့မိန်းကလေးကမယုံဘူး။ဘာလို့လဲဆိုတော့သူ့ခင်ကက၆နှလုံးလုံးပြောက်ွယ်နေခဲ့တာကိုအဲ့ဒီတုန်းကသူ့အတင်းကျပ်နိုင်ငံခြားကိုသွားခဲ့ရတာဖြစ်ကြောင်းအမျိုးသားကရှင်းပြလိုက်မှမိန်းကလေးကသူ့တကယ်ပဲပြန်လာပြီဆိုတာသဘောပေါက်သွားတယ်။အမျိုးသားကသူ့မနဲ့နောက်ဆုံးတော့ဆုံတွေ့ရပြီဆိုပြီးစိတ်လှုပ်ရှားနေချိန်မှာမိန်းကလေးက သူမလေးစိတ်ကထွက်သွားပြီဖြစ်ကြောင်းပြောလိုက်ပြီးသူ့အိမ်လေးစာကိုပို့ပေးလိုက်တယ်မကြခင်မှာပဲ CEO ကမင်းကလေးရဲ့အိမ်ကိုရောက်လာတယ်ဒါပေမဲ့တကားဖွင့်ပေးတဲ့တခြားအမျိုးသားတယောက်ကိုမြင်လိုက်ရတဲ့အခါ CEO ရဲ့ဒေါသကမီးလိုတောက်တောင်သွားတယ်အဲ့ဒီအမျိုးသားအိမ်ထဲကိုဝင်သွားတော့ CEO လည်းစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့တယ်ဒါပေမဲ့သူ့ဇနီးကတကားဝမှာသူ့ဘေးကနေခုနကမှဖြတ်သွားခဲ့တာကိုတော့သူမသိလိုက်ဘူးကားပေါ်ရောက်တော့လက်ထောက်ကအခြေအနေဘယ်လိုလဲလို့မေးတယ်။ CEO ကသူ့မြင်ခဲ့ရတာ အားလုံးကိုပြောပြလိုက်တဲ့လက်ထောက်ကနားလည်မှုလွဲတာမျိုးများဖြစ်နိုင်မလားလို့မေးပေမဲ့ CEO ကသူ့ဇနီးကတစ္ဆာဖောက်သွားပြီလို့အခိုင်အမာယုံကြည်နေခဲ့တဲ့၆နှစ်အကြာလုံးက CEO ဟာစိတ်ဝင်စားစရာကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့မတော်တဆဆုံတွေ့ခဲ့တယ်။အဲဒီနောက်မှာသူတို့ဘလို့ကဘလို့လင်းမြန်စွာလက်ထပ်ဖြစ်ခဲ့တယ်မသိဘူး။ဒါပေမဲ့အလုပ်ကိစ္စကြောင့် CEO ဟာဒေါ်လာတန်းပါတဲ့ဘဏ်ကတ်ကိုထားခဲ့ပြီးနိုင်ငံခြားကိုထွက်သွားခဲ့တဲ့မိန်းကလေးအိမ်ပြန်ရောက်တော့သူ့မောင်လေးကခုနကစိတ်နဲ့အမျှ သူသားတယောက်ရောက်သွားကြောင်းပြောပြတယ်။အဲ့ဒါသူ့ရဲ့လှုပ်ဝက်စမ်းကြည့်ပြီးနေမြန်စွာလက်ထပ်ခဲ့ရတဲ့ခင်မှုများလားလို့တန်တရားဝင်ပြီးမိန်းကလေးကအတီးပြုတ်ကိုအလင်းစလိုဖုန်းခေါ်လိုက်တဲ့အချိန်ထဲမှာပဲ CEO ကလည်းသူ့လက်ထောက်ရဲ့တိုက်တွန်းမှုကြောင့်သူမစီဖုန်းခေါ်ကိုဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဖုန်းနှလုံးစလုံးမှာတစ်ဖက်လူကဖုန်းပြောနေကြောင်းပြနေတယ်။ဒါနဲ့ CEO ကသူမဟာခုနကအမျိုးသားနဲ့အတူရှိနေပြီးသူ့ဖုန်းကိုဖြေဖို့အချိန်မရတာလို့ထင်လိုက်တယ်။ဒါကြောင့်သူ့လက်ထောက်ကိုကွာရှင်းစာချတုတ်ငူချမ်းရေးဆွဲဖို့အမိန့်ပေးလိုက်တယ်။